ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်တို့အလဲအပိတ်အထိနေလုံးကိုပြန်လည်ပြောင်းသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အလဲဒါမှမဟုတ်ရင်အပိတ်နေရာမှာကျွန်တော်စုံတော့မဟုတ်မဆိုရလေးပေါ့နော် Okay အချိန်အဖြစ်ဆိုရင်တော့ကျွန်တော်နံပါတ်20နေစာပြီးပြပေးသွားမယ်ပေါ့နော်ဒီနံပါတ်10ကနေတော့ကျွန်တော်တို့မပြတော့ပေါ့နော်နံပါတ်20ကျွန်တော်ဒီလေ68တုံးများစုံပေါ့နော် အဲ့ရာဒီအလေတုံးမဟုတ်အပိတ်ဆိုပြီးဖြစ်ပါတယ်အဲ့ဒီမှာသူက6တုံးည6ဆိုတဲ့အတွက်ကြောင့်မို့3ည6ရက်ဖြစ်ပါတယ်ခင်ဗျာ3ည6ရက်ဒီ6တုံးည6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အလေအပိတ်နေရာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်နှစ်၄6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်66နှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာ6ရက်နေ့ရက်ဒီအလေပိတ်ဖြစ်ပါတယ်ခင်ဗျာ ဒီ9 3 5ဘောနော်မဖြစ်ပါတယ်မကနန်းဘောနော်အဲ့ဒီမကနန်းဒီအလေတော့မဟုတ်အပိတ်ဘောနော်နောက်ထပ်တစ်ချိန်မှာသူက665ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်9 3 5ထက်က5ဒီအပိတ်ဖြစ်ပါတယ်နောက်ထပ်၃ညနှစ်လေးရှောင်းဆုံးပေါ့နော်ဆုံနှန်းဒီအလေတမဟုတ်အပိနီယာဖြစ်ပါတယ်၉၆ညဆိုတဲ့အတွက်ကြောင့်မို့ဒီမှာကြတော့ကျွန်တော်၆၉ညကိုပေါ့နော်၉၆ညဖြစ်ပါတယ်ခင်ဗျာ ဒီရှစ်တုံညာနေလေးမှာတုံညာလေးလေးဆိုတဲ့အတွက်ကြောင့်မို့လေးလေးဒီအလေးပိတ်ပေါ့နော်ဒီတုံညာကတော့ထိတ်စီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်၁3ခုမှာတော့နိနိတိဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတက်ကအပိတ်ဖြစ်ပါတယ်တက်အပိတ်နိနိတိပေါ့နော်အထက်လေးရှောက်ရှိတုံများစုံတုံစုံကနန်းပေါ့နော်အဲ့မှာ၈၄၃ဆိုတဲ့အတွက်ကြောင့်မို့ဒီလေးတလုံးကအလဲထိုင်ဖြစ်ပါတယ် နေလေးလျှောက်ရှင်းဒီကျွန်တော်663ဆိုတဲ့အတွက်ကြောင့်မို့ဒီ6ကအလေးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်73ညနေလေးမှာ2 3ည9ဆိုတဲ့အတွက်ကြောင့်မို့ဒီ3ညကအလေးဖြစ်ပါတယ်ဒီနေ့ကတော့ထိစီပါနော်ဒီ9933မာဂနန်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ9 9ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာလေးပိနှလုံးအပါဖြစ်ပါတယ်မာဂနန်ဒီအလေးအပိနေရာမှာဖြစ်တယ်ပေါ့နော် နောက်ထပ်၃ညနှစ်လေးရှောင်းမှာကျွန်တော်ခွန်၃ည၃ညဆိုတဲ့အတွက်ကြောင့်မို့ဒီ၃ညကအလေးပိတ်ဖြစ်ပါတယ်ဒီ၃ခွန်၉မှာ၃ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီ၃ခွန်ခွန်ပေါ့နော်ဒေပိတ်နေရာဖြစ်ပါတယ်အောက်ခွန်ခွန်လေးပိတ်ပေါ့နော်၉၃၅မှာ၈၉လေးဆိုတဲ့အတွက်ကြောင့်မို့၉ကအလေးဖြစ်ပါတယ် တုံးငါခုံမှာတော့ငါ63ဆိုတဲ့အတွက်ကြောင့်မို့ဒီတုံးဒီအပိတ်ဖြစ်ပါတယ်ခင်ဗျာအလေးမဟုတ်ရင်အပိတ်ပါနော်လေ63ရောက်မှာ68ခုံဆိုတဲ့အတွက်ကြောင့်မို့8ကအလေးဖြစ်ပါတယ်8က6ကတော့ထိတ်စီးဖြစ်ပါတယ်ခင်ဗျာ68တုံးညနှစ်မှာနိနေခုံဆိုတဲ့အတွက်ဒီနှစ်ကအလေးဖြစ်ပါတယ် ဒီ683များနေပဲပေါ့နော်388ဆိုရတဲ့ဒီ6ကအလေအပိတ်ဖြစ်ပါတယ်ခင်ဗျာဒီ3909မှာ339ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ကအပိတ်ဖြစ်ပါတယ်3ကတော့ထိစီပေါ့နော်ဒီမှာဆိုရင်နံပါတ်စဉ်အဖြစ်39ကျင်းအထိတောက်လျှောက်ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်3909ပဲပေါ့เนาะ39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ 399အလေးဖြစ်ပါတယ်ခင်ဗျာ3ကတော့ထိပ်စီပေါ့နော်တို့တော့ကျွန်တော်တို့ကအလေး3မဟုတ်အပိတ်နေရာပဲယူမှာဖြစ်ပါတယ်3ညနှစ်လေးရှောင်းမှာ39နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီနှစ်ကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာဒီ6ရှင်း3ညနှစ်မှာတော့နှစ်လေးရှောင်းဆိုတဲ့အတွက်ကြောင့်မို့ဒီ6ကအပိတ်ဖြစ်ပါတယ်3ညနှစ်လေးရှောင်းမှာ3နှစ်လေးဆိုတဲ့အတွက်ဒီမှာတော့စုံကနိုင်အလေးပိတ်အပြည့်ဖြစ်ပါတယ်ခင်ဗျာ နေ့လေးရှောက်ရှင်းမှာရှင်းငါနေ့စရတဲ့ကြောင့်မို့ဒီနေ့ဆုံကဏ္ဍကတော့အပိတ်ပေါ့နော်မာကဏ္ဍကအလေဖြစ်ပါတယ်ခင်ဗျာရှောက်ရှင်းတုံများနေ့မှာရှင်းရှောက်ငါဆိုတဲ့အတွက်ကြောင့်မို့ဒီရှောက်ကတော့အလေဖြစ်ပါတယ်ငါကတော့မာပေါ့နော်မာကဏ္ဍဖြစ်ပါတယ်နေ့လေးရှောက်ရှင်းမှာ3 6ဆိုတဲ့အတွက်ကြောင့်မို့ဒီရှောက်ကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာ ၃ညနဲ့လင်း၆ပဲပေါ့နော်၆၄၆ဆိုတဲ့အတွက်ကြောင့်မို့ဒီ၆ကတော့အပိတ်လေးကအလဲလဲပိတ်စုံကနအပြီးပေါ့နော်ဒီခွန်ကိုတိတုံးမှာတော့၉ခွန်၈ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်ကအလဲဖြစ်ပါတယ်ခင်ဗျာမကနကခွန်အလဲထင်ပေါ့နော်ဒီ၈ကတော့စုံကနအပိတ်စုံဖြစ်ပါတယ် ဒီလေ6ရှစ်တုံညမှာ69 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ6ကကျွန်တော်တို့အပိတ်ဖြစ်ပါတယ်။ရှစ်တုံညမြင်လေးမှာ69 8ဆိုတဲ့အတွက်ဒီရှစ်ကတော့အပိတ်ပေါ့နော်။လေ6ရှစ်တုံညမှာဒီလေ5ဆိုတဲ့အတွက်ဒီလေးကအနေထိုင်ဖြစ်ပါတယ်ခင်ဗျာ။အချိန်အားဖြင့်ဆိုရင်တော့ကျွန်တော်နံပါတ်40နဲ့9ချိန်အထိပြပြမရှိဘူးပေါ့နော်။ Okay ဒါလေးကိုကျွန်တော်မိုက်ဆက်များ လေးလာလို့ရအောင်ပါเนาะကျွန်တော်ပြန်လေးပြောတော့မှာဖြစ်ပါတယ်โอเคဒါဆိုရင်တွေ့နည်းလေးကိုကျွန်တော်အတူတူရှားပြီးတော့လေးလာကြည့်အောင်ပါเนาะโอเคတွေ့နည်းလေးကိုကျွန်တော်ဒီ၆၉၆တပြားနေရှားပြီးတော့ပြပြီးသွားမြင်ပါเนาะဒီ၆၃၅၉၆၉၆၆မှာ၃ညတစ်ချိန်ဒီ၅ဦးတစ်ချိန်ပေါင်းမယ်ပေါ့နော်ပြီးရင်ဒီ၉ကိုကြာတော့၃နေမြောက်မှာဖြစ်ပါတယ်၃ချိန်ပေါင်းတာပေါ့နော် ပြီးရင်ဒီ6 6 6က6အပိတ်မှာတစ်ချိန်ပေါင်းတယ်9 9မှာဒီ9မှာတစ်ချိန်ဒီ9မှာတစ်ချိန်ဒီအနောက်က9ကိုကြာတော့ကျွန်တော်3ချိန်ပေါင်းမှာဖြစ်ပါတယ်3နဲ့မျောလိုက်တာပေါ့နော်ဒီ9 3တင်မှာတော့အလယ်3မှာတစ်ချိန်ဖြစ်ပါတယ်6 6 9မှာဒီ6အလယ်ကိုတစ်ချိန်ပေါင်းတယ်ခင်ဗျာပြီးရင်6 6မှာဒီအထိတ်စီးနဲ့အပိတ်နဲ့မှာတစ်ချိန်စီပေါင်းတယ်ပေါ့နော် ပါစေအရှိနှလုံးပေါက်မဲ့၃ညနဲ့9နဲ့ပေါင်းရှင်က9ဖြစ်ပါတယ်9 3ချိန်20နဲ့ခွန်ပါနော်ခွန်နဲ့6ပေါင်းရှင်က20နဲ့3ဒီ9နဲ့9ပေါင်းတာက14ပါနော်9နဲ့9ပေါင်းတာ14 9 3ချိန်15 9နဲ့ဒီ3နဲ့ပေါင်းတာက8ဒီ8ကတစ်ချိန်ပါနော်ဒီ6နဲ့6ပေါင်းတာက10ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်ရှင်းတဲ့ကြိမ်ပေါင်းတာ16ပေါ့နော်16နဲ့၄ပေါင်းရှင်းက20ဖြစ်ပါတယ်ဒီ9နဲ့3နဲ့ပေါင်းတော့8ရမယ်ပေါ့နော်ဒါကြောင့်မို့ကျဲချီကိုနှစ်ပေါင်းရှင်း30 3ညကိုနှစ်ပေါင်းတာနှစ်နှစ်ကိုနှစ်ပေါင်းရှင်း၄ရှိတုံညာနေလေးဆုံးတော့မဟုတ်အလေတော့မဟုတ်အပိတ်ပေါ့နော်ရှစ်ကိုရှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီရှစ်ကအပိတ်ဖြစ်ပါတယ် โอเคဒါကြောင့်မို့ရှင်းတော်ညာနေလေးမှာရှင်းကိုရှင်းဒီဟာပေါ့နော်နံပါတ်40နဲ့ရှင်းရှင်းတော်ညာနေလေးဆိုတာလေးဖြစ်ပါတယ်နောက်ထပ်နံပါတ်40နဲ့ကိုလေးရှောင်းရှင်းတော်ညာဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်တုံညာ9မှာတစ်ချိန်စီပေါင်းနေအတွက်ကျွန်တော်ဒီ3လေးမှာတစ်ချိန်စီဖြစ်ပါတယ်ကရရဲ့9ကိုကြတော့3နဲ့မြောင်းမယ်ပေါ့နော်ဒီ6မှာဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ7မှာတစ်ချိန် ဒီလေးနဲ့လေးနဲ့မှာတစ်ချိန်စီဒီကိုကိုကြတော့သုံးနဲ့ထမ်းမြောက်မယ်ပေါ့နော်ဒီသုံးမှာတစ်ချိန်ဆွေအတွက်ဒီနှစ်မှာတစ်ချိန်အလေးမှာတစ်ချိန်ဆွေအတွက်ဒီအလေးမှာတစ်ချိန်လေးနဲ့၆နဲ့မှာတစ်ချိန်ဆွေအတွက်အချောင်းရဲ့တုံညာရဲ့မှာတစ်ချိန်စီထပ်ပေါင်းမယ်ပေါ့နော်အစင်း၃ရက်လေးရက်ပေါင်းရှင်းခုနှစ်ဖြစ်ပါတယ်၅၃ချိန်၅၅နဲ့၈ပေါင်းတာက၃၃ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီလေးနဲ့ဒီလေးနဲ့ပေါင်းတာက၈၉၃ချိန်၂၀ခွန်ပေါ့နော် ဒီနေ့နဲ့ဒီတင်းနဲ့ပေါင်းတာက3ရှောင်းနဲ့3ညနဲ့ပေါင်းရှင်းဒီ6ဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်ခွန်ရဲ့3ညပေါင်းရှင်း30ဖြစ်ပါတယ်။ခွန်နဲ့3ပေါင်း30ရှင်းနဲ့ဒီရှောင်းနဲ့ပေါင်းတာ14ရပါမယ်ပေါ့နော်။ဒါကြောင့်မို့၄ညပေါင်းရှင်း6ရှောင်းကို2ပေါင်း8ရှစ်ကို2ပေါင်း30၄ရှောင်း8 3ညဒီအလေးတော့မဟုတ်အပိတ်ပေါ့နော်။ ၄လေး၅ဆိုတဲ့အတွက်ကြောင့်မို့ဒီလေးကတော့အလေထိုင်ဖြစ်ပါတယ်ခင်ဗျာ၄လေး၆၈၃ညမှာ၄လေး၅ဒီဟာဖြစ်ပါတယ်ဗောနော်အဲဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာကျတော့အဲ့ဒီနေ့အတိုင်းပဲဆက်ပြီးပေါင်းကြည့်မယ်ဗောနော်၃နဲ့၄ထဲမှာပေါင်းထားတဲ့အတွက်ဒီ၄နဲ့၅နဲ့မှာတစ်ချိန်စီဒီ၈ကိုကျတော့၃နဲ့မြောက်မယ်အပိန်၅မှာတစ်ချိန်ပေါင်းမယ်ဗောနော်၄လေး၉မှာဆိုတဲ့အတွက်၆၃ညနေ့ဒီနေ့ကိုကျမှ၃နဲ့ထပ်မြောက်မယ်ဗောနော် PND အလေးလေးမှာတစ်ကြိမ်အလေးရှင်းမှာတစ်ကြိမ်ထိတ်စီးနဲ့အပိန်းနဲ့မှာတစ်ကြိမ်စီပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအစင်းဒီလေးနဲ့9နဲ့ပေါင်းတာက900မြေပေါ့နော်ရှင်း3ကြိမ်20နဲ့လေးဒေးနဲ့9ပေါင်းရှင်းက9ဆိုပြီးဖြစ်ပါတယ်ရှောင်းနဲ့3ညာနဲ့ပေါင်းရှင်းဒီ6နေ3ကြိမ်ပေါင်းတာလည်း6ပေါ့နော်ဒီလေးနဲ့10ပေါင်းတာက7ဖြစ်ပါတယ် နင်းနဲ့ကိုးနဲ့ပေါင်းတာက7ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်အဲဒီကိုးနဲ့ဂျိန်ပေါင်းတာက78ပေါ့နော်ကိုးနဲ့ဂျိန်78ရှင်းနဲ့ဒီနင်းနဲ့ပေါင်းရင်30ဆိုပြီးဖြစ်ပါတယ်ရှင်းနဲ့ရှားပေါင်း74ပေါ့နော်လေးနဲ့ရှားပေါင်းရှင်း30ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ဒီမှာနင်းနဲ့တင်းနဲ့ဂျန်တဲ့အတွက်နင်းနဲ့တစ်ပေါင်းတော့ပေါင်းရှင်း3ဆိုတဲ့အတွက်3ကို2ပေါင်းရှင်း5 5ကို2ပေါင်းရှင်း9 ခွန်ကိုနှစ်ပေါင်းရှင်ကို3969ဒီအလေတော့မဟုတ်အပိတ်ရှိပြီဖြစ်ပါတယ်โอเคဒါဆိုရင်ဒီတစ်ပတ်မှာကျွန်တော်တို့ဤအရာ3969ဒီအလေတော့မဟုတ်အပိတ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်အရှိယဗီဒီယိုမှာလည်းကျွန်တော်အလုံးစပါးလေးကိုပြပြထားတယ်ပေါ့နော်ဒါလေးကိုလည်းဆက်ပြီးကြည့်အောင်ပါခင်ဗျာ။ ခေတ္တရလေးဘနောတာလေးကတော့ဒီအလေတုမဟုတ်အပိတ်ဘောနောအလေတုမဟုတ်အပိတ်ဆိုပြီးဒီဖက်တတန်မှာတော့သူကအလေတုမဟုတ်အပိတ်ညာပဲတောက်လျှောက်ဖြစ်ပါလေဘောနောပြီးရင်ဒီဖက်တတန်မှာလည်းကျွန်တော်တို့အလေတုမဟုတ်အပိတ်တောက်လျှောက်ဖြစ်ပါတယ်တော်တော်ဒီဟာကကျွန်တော်တို့ဒီမှာထိတ်ဆီးဖြစ်သွားခဲ့တယ်ပေါ့နော်ဒီ၃ခုနေတဲ့ချိန်မှာထိတ်ဆီးဖြစ်သွားခဲ့တယ်နောက်ထပ်ဒီ၈ခုနေတဲ့ချိန်မှာလည်းထိတ်ဆီးနေရဖြစ်သွားတယ်ပေါ့နော် ပြီးတော့ဒီမာလေးအပိဒီမာအလဲလေပိအပိအပိပေါ့နော်ပြီးရင်ဒီမာအလဲဒီမာလေးအလဲဒီတစ်ပတ်မာလေး3-5ခွန်ဒီပါ3-5ခွန်ပေါ့နော်ဆိုတော့ဒီမာလေး3-5ခွန်ဆိုပြီးဖြစ်ပါတယ်ပူတယ်ပေါ့နော်ဒီဟာ3-5ခွန်3-5ခွန်ဆိုပြီးဖြစ်ပါတယ်နောက်ထပ်အလဲအပိဒီတခုကဆက်ပြီးနေတာကြောင်းပေါ့နော်ဒီတော့ဒီမှာ3-5ခွန်ဆိုပြီးရှိတယ် ဒါတူနေပြီသားပါနော်နောက်ထပ်တစ်ခုကိုဆက်ပြီးနေတာကြည့်အောင်လားခင်ဗျာခွဲတီဟာပေါ့နော်ဒီဟာလေးကလည်းအလေတော့မဟုတ်အပိတ်ဖြစ်ပါတယ် DF ပေါ့နော်အဲ့မှာ900ကနေစာပြီးပြပေးထားတဲ့နံပါတ်9ကနေပေါ့နော်အဲ့မှာလေးရှိ3ညတိစုံပေါ့နော်3ညကအလေပိတ်ဖြစ်ပါတယ်9ကလေပိတ်ဒီ400အပိတ်ပေါ့နော်3 9 3မှာ3နဲ့5နဲ့အထက်က3ကအပိတ်ပေါ့နော်ဒီ9ကအပိတ်ပေါ့နော်ဒီ2ကအလေဒီ8ကအလေ ိုးကလည်းအပိဒီငါကအလေကိုးကအလေ၆ကအပိလေးအပိဒီမြစ်ကလည်းအပိဒီငါကလည်းအပိပေါ့နော်ကိုး၃ကထဲကငါအလေ၆ကအပိပေါ့နော်ဒီ9ကတော့ကျွန်တော်အလေပေါ့နော်ကိုးကလည်းအလေဒီကိုးကလည်းအလေဒီလေးကတော့အလေဆိုပြီးဖြစ်ပါတယ်ဒီမှာစာအုပ်ကမဆန်းလို့တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာထပ်ဖြည့်ထားတယ်ပေါ့နော်ကိုကအလေဒီလေးကအလေဒီဘက်မှာ309ဆိုပြီးဖြစ်ပါတယ်ပေါ့နော် 309ဆိုပြီးရှိတယ်ခုနကကျွန်တော်ဒီဟာ309ပို့ပြီး309ဒီမှာလဲ309ပါပြီးတာပါเนาะဒီမှာလဲ309ကျွန်တော်ဒီမှာလဲ309ဆိုပြီးဖြစ်ပါတယ်ပေါ့เนาะ309ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာခုနက390ဆိုတော့ဒီ3ရဲ့ခွန်ရဲ့ပေါ့เนาะ3ရဲ့ခွန်ရဲ့အလဲတော့မဟုတ်အပိတ်ဆိုပြီးဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်ဒီနေ့အရာမိုင်းရှင်းများလေ့လာလို့ရအောင် ပြန်လေးမျှဝေမိရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခင်ဗျာလေကျွန်တော်ရဲ့ message နဲ့အားလုံးလည်းကိုယ်စိတ်ကြပါဆက်ရှင်းတာပြီးကောင်းကျိုးလိုရာဆန္ဒအေးဆုံးကြပါစေခင်ဗျာ